မင်္ဂလာပါခင်ဗျာကွက်လက်ဖြည့်ပါအစီအစဉ်ကပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့တိုင်းပြည်မှာကွက်လက်တွေအများကြီးရှိပါတယ်အဲ့ကွက်လက်တွေအများကြီးတဲမှာမှစိတ်ချမ်းသာရေးဆိုတာဟာလေအဓိကကွက်လက်ကြီးတစ်ခုအနေနဲ့ပါဝင်နေပါတယ်ကျွန်တော်တို့ AAPP နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်းအနေနဲ့ဒီကွက်လက်ကိုအတက်နိုင်ဆုံးဖြည့်ဆည်းပေးနေပါတယ်သို့တော်လုံလောက်ပြီလို့တော့မဆိုလိုပါဘူးအဲ့ဒီတော့ဒီလိုကွက်လက်ကြီးရှိနေတယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ လူအများတွေသိရှိနားလည်ပြီးတော့ဒီကွလက်ကိုဝိုင်းဝန်းဖြည့်ဆည်းပေးနိုင်ကြဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီအစီအစဉ်ကိုတင်ဆက်ရခြင်းဖြစ်ပါတယ်ခုလိုခက်ခဲကြမ်းတမ်းတဲ့အခြေအနေမျိုးမှာကျွန်တော်တို့တယောက်ချင်းစီမှာရှိတဲ့စိတ်စိတ်ခွန်အားတွေမကျိုးပဲ့ရအောင်မပျက်စီးရအောင်နောက်တစ်ခုကရှေ့ကိုဘလူးအင်အားတွေစိတ်ဆွမ်းအင်တွေနဲ့ဆက်သွားလို့ရနိုင်မလဲဆိုတာမျိုးတွေနဲ့ပတ်သက်ပြီးတော့ အသိပညာတွေစဉ်းစားနိုင်ဖို့အတွက်ကျွန်တော်တို့တွေအနေနဲ့ရှုထောင့်ပေါင်းစုံအကြောင်းအရာအမျိုးမျိုးကနေပြီးတော့စီစဉ်တင်ဆက်နေတာဖြစ်ပါတယ်။အခုဒီတစ်ပတ်တင်ဆက်သွားမယ့်အကြောင်းအရာကတော့မမြင်ရသောဒဏ်ရာများအကြောင်းကိုနားလည်ခြင်းဖြစ်ပါတယ်။မမြင်ရသောဒဏ်ရာများအကြောင်းကိုနားလည်ခြင်းဆိုတဲ့ခေါင်းစဉ်ကိုဆွေးနွေးတင်ပြဖို့အတွက်ကျွန်တော်တို့ဖိတ်ခေါ်ထားတာကတော့ဆရာမချယ်ရီဆိုမြင့်ဖြစ်ပါတယ်။ဆရာမရေမင်္ဂလာပါ။ ုတ်ကဲ့မင်္ဂလာပါဆရာအဲ့တော့ဆရာမကိုကျွန်တော်အရင်ဆုံးပေါ့နော်ဆရာမအကြောင်းလေးကိုအရင်ဆုံးမိတ်ဆက်ပေးပါဦးနောက်တစ်ခုကစိတ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒီလူမှုအတွင်းမှာဆရာမရဲ့လှုပ်ဆောင်နေတဲ့လှုပ်ဆောင်ချက်ကလေးတွေရောအပါဝင်ပေါ့နော်ဟုတ်ကဲ့ပါဆရာဖိတ်ခေါ်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် အာကျမနာမည်ကတော့ Cherry Soo မြစ်ပါကျမကစိတ်ကျမရေးကောင်ဆလာတယောက်လည်းဖြစ်တယ်လို့မျိုးအာတင်နန်းနီးပြတယောက်လည်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျမကဒီလေးကောင်ဆလာရီမွေးထုတ်တဲ့ trainee တင်နန်းနီးပြအနေနဲ့လည်းအလုပ်လုပ်ပါတယ်ဆိုတော့ဒါတော့ဆယ်စုနှစ်ကျော်ပေါ့နော်73နှစ်လောက်ရှိပါပြီစိတ်ကျမရေးနဲ့ပဲအတွင်းမှာဆိုလို့ရှိရင် data တွင်မှာရှိတဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ကျမတို့စီတာကုထုံးနီးနာကိုအသုံးပြုပြီးတော့လူမှုအတွက်လိုအပ်တဲ့စိတ်ကျမရေးဒီလိုအပ်ချက်လေးတွေကိုဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်မဆက်ပြီးတော့မေးရမယ်ဆိုရင်အခုသွားမဲ့ဒီနေ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်စိတ်တန်ရာဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးပါအောင်ဆရာမဟုတ်ကဲ့ဆရာဟိုဒီအကြောင်းအရာကကျွန်တော်တို့စိတ်တန်ရာလို့ဒီနောက်ပိုင်းမှာလို့တော်တော်များများကပြောလာကြတာပေါ့နော်ဆိုတော့အင်္ဂလိပ်လိုဆိုရင်လဲ trauma trauma ဆိုပြီးတော့มาပြောကြတာပေါ့လीနော်ဆိုတော့စိတ်တန်ရာလို့ပြောလို့ရှိရင်ကျွန်တော်တို့ကစိတ်တန်ရာဖြစ်စေတဲ့ဖြစ်ရက်ရယ်စိတ်တန်ရာ ဝေဒနာရဲ့ပေါ့နော်အဲ့ဒီနှစ်ခုကိုတော့ကွက်ကွက်ပြပြသိဖို့အရေးကြီးတယ်လို့ထင်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့စိတ်တရားဖြစ်စေဖြစ်စေတဲ့ဖြစ်ရဲဆိုတာကဘယ်လိုမျိုးလဲဆိုတော့လူတွေမှာအန္တရာယ်ဖြစ်စေတဲ့အန္တရာယ်ဖြစ်စေတဲ့အသက်အန္တရာယ်အထိဖြစ်စေတဲ့ပေါ့နော်ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ဆိုတဲ့ဖြစ်ရဲမျိုးတွေရှိတယ် ီးတော့အသက်အန္တရာယ်ကိုချင်းချောက်တဲ့ဖြစ်ရမျိုးတွေရှိတယ်ပေါ့နော်။ဥမာအပြည့်ဆိုလို့ရှိရင်အကြမ်းဖက်မှုလိုမျိုးတွေနော်ဖန်စီနှိပ်စက်ခံရတာမျိုးတွေစစ်ပွဲတွင်းမှာကြုံတွေ့ရတဲ့ဖြစ်ရလိုမျိုးတွေပေါ့နော်။ဆိုတော့ဒါတွေကစိတ်တညာဖြစ်စေတဲ့ဖြစ်ရတွေဖြစ်ပါတယ်။ဆိုတော့အဲ့ဒီဖြစ်ရတွေကြောင့်မလို့လူတွေမှာနောက်ဆက်တွဲအနေနဲ့ပေါ့နော်။ဒီဖြစ်ရတွေ ြီးသွားတာတောင်မှပဲဒီဖြစ်ရတွေရဲ့နောက်ဆက်တွဲအကျိုးဆက်အနေနဲ့စိတ်ဖိစီးမှုကြီးမားတဲ့စိတ်ဖိစီးမှုလာပြီးတော့ဖြစ်တာပေါ့ကျမတို့ကစိတ်ဒဏ်ရာလို့ပြောရပေါ့နော်အင်္ဂလိပ်လိုဆိုလို့ရှိရင်လည်းဒါကိုစိတ်ဖိစီးမှုအာဒီဝေဒနာတစ်ခုပေါ့နော်ဒါပြီးတော့ဘာကြောင့်ဖြစ်လာတာလဲဆိုတော့အတိတ်မှာဖြစ်ခဲ့တဲ့ကြောက်ရွံ့ထိတ်လန့်စရာကောင်းတဲ့ဖြစ်ရတွေကိုကြုံတွေ့ရတဲ့အတွက်ကြောင့်မလို့အခုအချိန်ထိလာပြီးတော့စိတ်ဖိစီးမှုဖြစ်စေတဲ့အာလက္ခဏာပေါ့နော်ပြဿနာလို့ကျမတို့ပြောရမှာပါဆိုတော့အင်္ဂလိပ်လိုဆိုလို့ရှိရင်လည်း post traumatic stress disorder ပေါ့နော် PTSD လို့ လည်းအတော်ကတည်ကြပါတယ်ရှင်ဟုတ်ကဲ့အဲ့တော့ဆရာမကြီးကုတုတော်လည်းကာလအတွင်းမှာ စိတ်တန်ရာ ဖြစ်နိုင်ခြင်းရှိတဲ့အကြောင်းရင်းတွေကဘာတွေဖြစ်မယ်လို့ဆရာမသုံးသပ်မိတယ် ဟုတ်ကဲ့ဆရာဆိုတော့အကြောင်းရင်းတွေကတော့အများကြီးရှိတာပေါ့နော်အများကြီးရှိနိုင်ပါတယ်ဆိုတော့ဒါကစိတ်ပညာဖြစ်စေတဲ့ဖြစ်ရဆိုတဲ့နေရာမှာကျမတို့ကိုယ်တိုင်ကြုံတွေ့ရတာလည်းဖြစ်တယ်လို့မျိုးကိုယ်တိုင်မဟုတ်ဖင်းနေကိုကဒီမျက်မြင်တသေးတယောက်အနေနဲ့ပေါ့နော်တခြားလူတွေပြောတာကိုပြန်ပြီးတော့ကြားရတာဒါမှမဟုတ်လို့ရှင်လဲကိုယ့်ရှေ့မှာတစ်ခုခုဖြစ်ပျက်တာကိုမြင်ရတာမျိုးပေါ့နော်ဒါဆိုလို့ရှင်လဲစိတ်တန်ရာဖြစ်နိုင်တယ်ဥမာအဖြစ်ဆိုရင်ကျမတို့ကိုယ်တိုင်ကြုံတွေ့ရတဲ့ဖြစ်ရမျိုးတွေဆိုတာကဥမာစစ်ပွဲမှာလက်နက်ကြီးကြတယ်နော်စစ်ပွဲတွေမှာ အသက်ရှင်အောင်လို့ရုန်းကန်ရတယ်ဆိုတဲ့အခြေအနေမျိုးတွေပြီးတော့တိုက်ပွဲတွေကြားမှာနေရတယ်ဖန်ဆီးခံရတယ်အကြမ်းဖက်ခံရတယ်နှိပ်စက်ခံရတယ်ဆိုတော့ဒါတွေအားလုံးဟာစိတ်တရားဖြစ်စေတဲ့ဖြစ်ရက်တွေလို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကဒီ interpersonal လို့ပြောတယ်တကူရေးဘိုင်းမှာဆိုလို့ရှိရင်လေဟိုလိမ်ပိုင်းဆိုင်ရာအရအကြမ်းဖက်ခံရတာတွေရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ဖြစ်ရက်မျိုးတွေပေါ့နော်အဲ့တော့ဒါတွေကလည်းလူတွေကိုစိတ်တရားဖြစ်စေတဲ့ အကြောင်းရင်းတွေဖြစ်ရက်တွေဖြစ်နိုင်ပါတယ်။နောက်တဘာဝဘေးအန္တရာယ်လိုမျိုးပေါ့နော်။လွန်ခဲ့တဲ့ဒီလပိုင်းအတွင်းမှာပဲမြန်မာပြည်မှာဆိုလို့ရှိရင်လည်းငလျင်ဘေးဒဏ်ဟိုခံခဲ့ရတာပေါ့နော်။ဆိုတော့လူတွေအများကြီးသက်ဆုံးရှုံးခဲ့ရတယ်။ဆိုတော့ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့စိတ်ဒဏ်ရာဖြစ်စေနိုင်တယ်။ကြောက်ရွံ့ထိတ်လန့်စရာကောင်းတဲ့အသက်အန္တရာယ်ကိုလည်းချိန်ချောက်တဲ့ဖြစ်ရက်မျိုးတွေပေါ့နော်။ဟုတ်ကဲ့။ဆိုတော့ဒီလိုမျိုးဖြစ်ရက်မျိုးတွေလည်းရှိသလိုမျိုးတချို့လူတွေမှာဆိုလို့ရှိရင်ကိုကိုယ်တိုင်မကြုံရပါပဲလို့ကိုယ့်ရဲ့ဒီချစ်ခင်ရတဲ့သူတွေကပေါ့နော်။ ီလိုမျိုးစိတ်တညာဖြစ်စေတဲ့ဖြစ်ရမျိုးတွေကြုံရရင်လည်းကိုယ့်စီကိုလာပြီးတော့တက်ရောက်မှုဖြစ်စေတာမျိုးလည်းရှိတယ်ပေါ့နော်ဆိုတော့တဆင့်ခံစိတ်တညာလိုမျိုးကျမတို့အကြားနဲ့အမြင်နဲ့လည်းဖြစ်နိုင်ခြေရှိပါတယ်ဟုတ်ကဲ့ဆရာမချယ်ရီနေနဲ့ဒီလိုကုသပေးခဲ့တဲ့လုပ်ငန်းအတွေ့အကြုံတွေအရပဲဖြစ်ဖြစ်ပေါ့နော်နေ့စဉ်ဘဝမှာဒီမမြင်နိုင်တဲ့စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကဘလို့တက်ရောက်မှုရှိတာတွေ့ရလဲဆရာမอืมဒါကအရင်အရေးကြီးတဲ့မိကုံလို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ ဟိုမမြင်ရဘူးဆိုတော့ဒါကတက်ရောက်မှုဘလောက်ထိရှိတယ်လဲဆိုတဲ့ဟာကိုလည်းကျမတို့မြင်သာထင်သာသိမရှိနေဘူးပေါ့နော်ဟုတ်ကဲ့သို့တော်လည်းပဲတကယ်စိတ်တန်ရာကိုကြုံတွေ့ခံစားရတဲ့သူတွေမှာကြတော့ကျမတို့ဒါတကယ်အကျိုးသက်ရောက်မှုအများကြီးပဲရှိပါတယ်ဆရာဟိုအများကြီးလည်းမြင်ရတယ်ကိုကိုယ်တိုင်လည်းသိတယ်ပေါ့နော်ဆိုတော့ကျမတို့လူနှစ်ယောက်အတူတူတူညီတဲ့ဖြစ်ရက်တစ်ခုကိုကြုံရတယ်ဆိုရင်တော့ဥမာအဖြစ်ဆိုရင်အကျန်းဖတ်မှုတစ်ခုကို အာတူညီတဲ့ဖြစ်ရပ်တစ်ခုခုကိုကြုံရတယ်ဆိုရင်လူတယောက်မှာကြတော့ PDSD လို့ခေါ်တဲ့เนาะစိဒီစိတ်ဒဏ်ရာဖြစ်ရအလွန်စိတ်ဖြည့်စည်မှုဆိုတဲ့ဝေဒနာကိုခံစားရပေမဲ့နောက်တယောက်မှာတော့ခံစားခြင်းမှခံစားရတယ်ပေါ့เนาะဆိုတော့အဲ့ဒါကဘယ်ပုံမှမူတည်လဲဆိုတော့ ဟိုသူ့ရဲ့ဒီခုတ်ဘလို့လောက်တယ်လဲပေါ့နော်သူ့ရဲ့စိတ်ဖြည့်ဆည်းမှုတွေကို तू ဘလို့ပြန်ပြီးတော့ဖြေလျှော့နေနိုင်တယ်လဲဆိုတာရယ်ပြီးတော့ပတ်ဝန်းကျင်ကသူ့ရဲ့မိသားစုပါမယ်ပေါ့နော်လူမှုအတိုင်းအဝိုင်းကအဲ့ဒီလူတယောက်ကိုဘလောက်အထောက်ပံ့ပေးနိုင်တယ်လဲဆိုတဲ့ဟာတွေပုံမှာတော့မူတည်တာပေါ့နော်အဲ့တော့နေစဉ်ဘဝမှာဘလောက်ထိထိခိုက်တယ်လဲတရားမှုရှိတယ်လဲဆိုရင်တော့ဒီချက်ကလေးတွေကိုတော့ကျမတို့ထည့်သွင်းပြီးတော့မှစဉ်းစားရပါလိမ့်မယ်ဆိုတော့ဒါမဲ့ရေဘူးရအဖြစ်ဆိုရင်တော့ ဟိုပြောလို့ရတာလေးတွေရှိတယ်ပေါ့နော်။ဥမာလူတယောက်ကစိတ်တရားကိုခံစားရတယ်ဆိုလို့ရှိရင်သူကအဲ့ဒီဖြစ်ရအကြောင်းကိုပဲမကြာခဏအတွေးတွေပြန်ပြန်ပေါ်နေတာမျိုး memories တွေကဟိုမှတ်ဉာဏ်တွေကဒီအကြောင်းအရာတွေကိုပဲမကြာခဏပြန်ပြီးတော့ flashback ဖြစ်တာမျိုးပေါ့နော်။ဒါမျိုးတွေတော့ပြန်ဖြစ်တယ်လို့ပြန်တတိရနေတာမျိုးဟုတ်ကဲ့ဟုတ်ပြန်ပြီးတော့တတိရတယ်။အဲ့လိုတတိရတာကလည်းတတိရတဲ့အချိန်တိုင်းမှာစိတ်ထိခိုက်မှုကိုလည်းအမြဲတမ်းခံစားရတယ်ပေါ့နော်။ဆိုရင်စိတ်တွေကြောက်ရွံ့စိတ်တွေကိုလည်းအမြဲတမ်းခံစားနေရတယ်။ဆိုတော့အဲ့ဒီဖြစ်ရကကိုယ်အခုတစ်ထိလာပြီး ော့မှအစ်ပြန်ပြန်ဖြစ်အောင်လို့နော်သူကလှုံ့ဆော်နေတယ်လို့မျိုးပေါ့နော်ဒီလိုလက္ခဏာတွေကြောင့်မလို့လက်ရှိကိုကနေ့စဉ်ဘဝမှာဟိုကြော်ဖြတ်ရတဲ့အခါမှာလေကိုကလာပြီးတော့မှတက်ရမှုဖြစ်စေတာပေါ့နော်ဥမာအပြည့်ဆိုလို့ရှိရင်အဲ့တော့ဒီအကြောင်းအရာတွေကြောင့်မလို့ပဲကိုကပြန်စင်းစားတိုင်းဒေါသတွေထွက်လာတာလားနော်ဝမ်းနေတဲ့စိတ်တွေဖြစ်လာတာလားအမှုံရိုးရင်စိတ်ကြောက်စိတ်တွေဖြစ်နေတာမျိုးလားပေါ့နော်ဒါတွေလည်းလက်ရှိလေဒီနေ့စဉ်ဘဝမှာ ဖြစ်နိုင်တယ်ဥမာတချို့တွေဆိုလို့ရှိရင်ဒီစစ်ပွဲတွင်းမှာကြုံတွေ့ခဲ့ရတဲ့သူတွေ ရှိတယ်ပေါ့နော်ဆိုတော့လေရင်နဲ့ဘုံကကျဲတယ်ဆိုတော့လေရင်တန်ကြားတာနဲ့ဟိုဒါကစိုးရင်စိတ်ကြောက်စိတ်က auto alert ဖြစ်နေပြီပေါ့နော်ဟုတ်ကဲ့သို့တော်လည်းပဲသူကဟို safe ဖြစ်တဲ့နေရာကိုရောက်လာတယ်နော်ဒီဘုံကျဲတာတွေမရှိတော့ဘူးစစ်ပွဲတွေမရှိတော့ဘူးဆိုရင်တောင်မှပဲ အဲ့ဒီရဲ့ memories တွေကနေ့စဉ်ဘဝမှာလာပြီးတော့မှသူကအကျိုးသက်ရောက်မှုဖြစ်တဲ့အတွက်ကြောင့်မလို့တခုခုလေရင်တန်နဲ့စင်နဲ့အတန်တခုခုကြားရင်လေသူကငါမလုံခြုံဘူးဆိုတဲ့ဟာကပြန်ပြန်ပြီးတော့မှဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ဥပမာအနေနဲ့ဟုတ်ကဲ့ပြောပြတာပါဟုတ်ကဲ့ဆရာအဲ့ဒါဆိုရင်အဲ့စိတ်တန်ရာရဲ့တက်ရောက်မှုကြောင့်ပေါ့နော်မိသားစုဝင်နေအပေါင်းအသင်းတွေနဲ့ဂျားတဲ့မှာလူမှုဆက်ဆံရေးဂျားတဲ့မှာဘလို့တက်ရောက်မှုတွေဘလို့အကျိုးသက်ရောက်မှုတွေရှိတယ်ဆိုတာလေးကို session ပြပေးပါကြပါဟုတ်ကဲ့ အဲ့တော့ခုနပြောတာရဲ့အဆက်ပဲပေါ့နော်ဆရာဒါတော့နေစဉ်လူနေမှုဘဝမှာတခြားလူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာကိုယ့်ရဲ့မိသားစုဝင်တွေပဲဖြစ်ဖြစ်တငငချင်းမိတ်ဆွေပေါင်းသင်းတွေလူဖော်ကန်ဘက်တွေနော်ဒီကိုယ်ဘေးပတ်ဝန်းကျင်ကသူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာကိုယ့်ကိုလှုံ့ဆော်နေတဲ့ဒီစိတ်တန်ရာကိုလှုံ့ဆော်နေတဲ့ trigger တစ်ခုခုရှိတယ်ဆိုရင်ပေါ့နော်ပေါ်လာတယ်ဆိုရင်အကြောင်းတိုက်ဆိုင်လို့တစ်ခုခုဖြစ်တယ်ဆိုလို့ရှိရင်ကိုက အာဟိုဆက်ခနဲ့တုတ်ပြန်လိုက်တာတို့ဒေါသတွေချက်ချင်းထွက်လာတာတို့ပေါ့နော်ပြီးရင်ရန်လိုတာတို့ဒါမှမဟုတ်လို့ရှင်လဲဘယ်သူနဲ့မှစကားမပြောချင်တော့ဘူးတယောက်တည်းပဲအာနေချင်တော့တယ်နော်ဒီဆိုဆိုရှယ်ဒီလင်းပိုင်းတွေကိုမလုတ်ချင်တော့ဘူးကိုယ့်ဘက်ကိုပဲတည်တံ့နေပြတ်တော့တယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့ social withdrawal ဖြစ်လာတာမျိုးတွေလည်းကျွန်တော်တို့တွေ့ရလေးရှိတယ်ကျေးဇူးတင်ပါတယ်ဆရာမနောက်မေးခွန်းလေးတစ်ခုကတော့လေစိတ်တန်ရာရှိတယ်ဆိုတာဆိုတာဟိုဘယ်လိုသိတိုင်းတလဲ ကျွန်တော်တို့ကမမြင်နိုင်တဲ့ဒဏ်ရာတွေလို့ပြောတယ်။ပြပမှာအဆင်ပြေနေတယ်လို့ထင်ရပေမဲ့တခြားသူတွေမသိနိုင်တဲ့လက္ခဏာတွေဟာရောဘာတွေဖြစ်နိုင်ကြလဲပေါ့။အင်း ဆိုတော့ဟိုစိတ်တန်ရာရှိတယ်ဆိုတော့စကလုံးကိုကျမတို့ကလွယ်လွယ်ကူကူသုံးလိုက်ဖို့တော့ခက်တယ်ပေါ့နော်ဆရာကြီး။ဟုတ်ကဲ့။ဘာလို့လဲဆိုတော့လူတယောက်မှာစိတ်တန်ရာရှိမရှိဆိုတဲ့ဟာကိုမျက်လုံးနဲ့ကြည့်ပြီးတော့အဆုံးဖြတ်ပေးလို့မရဘူးလေနော်။ဟုတ်ကဲ့။ဆိုတော့အဓိကဘာလို့ကြည့်ရလဲဆိုတော့ဟိုတကယ်ကျွမ်းကျင်တဲ့ကုသမှုပေးနိုင်တဲ့သူတွေနဲ့ဆန်းစစ်ဆွေးနွေးတာတွေလုပ်ရတယ်။ဟုတ်ကဲ့။ဆိုတော့ စိတ်ဒဏ်ရာဖြစ်စေတဲ့လက္ခဏာတွေကဘာတွေလဲအဲ့ဒါတွေကိုအချိန်ဘလောက်ကြာကြာခံစားနေရတလဲဆိုတဲ့ဟာတွေပေါ်မှာလည်းမူတည်တာပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒါတွေကတော့အသေးစိတ်ဟိုကိုယ်ကိုယ်ကိုယ်ကိုဒီယောဂလက္ခဏာစုတစ်ခုအနေနဲ့တော့ခေါင်းစဉ်တက်လိုက်ဖို့မလွယ်ဘူးပေါ့ဟုတ်ကဲ့သို့တော်လည်းပဲအလိုကိုကတိတိကျကျတိချင်တယ်ဆိုလို့ရှိရင်တော့ drunken တဲ့လူနဲ့ပြန်ပြီးတော့မှဆွေးနွေးတာလေးတွေလုပ်နိုင်တယ်အဲဒါပေမဲ့ကိုယ်ကိုယ်တိလို့ရတဲ့အချက်ကလေးတွေတော့ရှိတယ်ပေါ့နော်ရှေ့ပိုင်းမှာလည်းဟိုကျွန်မ ပြောခဲ့တာရှိတယ်ပေါ့နော်ကိုကဒီ memories တွေနဲ့ပတ်သက်ပြီးတော့မှဟို flashback အမြဲတမ်းလို့လို့ပြန်ပြီးတော့ဖြစ်နေသလားဒါမှမဟုတ်လို့ရှိရင်အာဒီဟာကို avoid လောက်တာပေါ့နော်ရှောင်တာပေါ့နော်ဒီဖြစ်ရက်နဲ့ပတ်သက်တဲ့ ဟိုကိစ္စရက်တွေကိုရှောင်တာမျိုးတွေရှိသလားအဲ့ဒီဟာကိုသတိရစေမယ့်ကိစ္စမျိုးတွေသတိရစေမယ့်ကိစ္စမျိုးတွေကိုရှောင်တာမျိုးပေါ့နော်အဲ့ဒါကတခါကြလို့ရှိရင်ကျမတို့ကကိုယ့်ရဲ့စိတ်တန်ရာကိုလှုပ်ဆော်တဲ့ triggers တွေကိုဟိုသိလို့ရတယ်ပေါ့နော်ကိုယ့်ကိုသိလို့ရတယ် trigger ဆိုတာကအရင်ကဖြစ်ခဲ့တဲ့ဖြစ်ရက်ကိုပြန်ပြီးတော့သတိရစေတဲ့အရာတွေကိုပြောတာအဲ့ဒါကအရာဝတ္ထုလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အတန်တန်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်ကျမတို့အလူပုတ်ကိုလည်းဖြစ်နိုင်တယ်အယောင်တွေလည်းဖြစ်နိုင်တယ်အနံ့တွေလည်းဖြစ်နိုင်တယ်နေရာတွေလည်း ည်းဖြစ်နိုင်တယ်ပေါ့နော်အခြေအနေတွေနှစ်ပတ်လည်နေရောမျိုးတွေနော်အခြေအစသဖြင့်ပေါ့နော်အဲ့တော့ဘယ်အရာကကိုယ့်ကို triggers ဖြစ်စေတာလဲဘယ်အရာကကိုယ့်ကိုပြန်ပြီးတော့လှုံ့ဆော်နေတာလဲပေါ့နော်ဆိုတော့အဲ့ဒီအချက်တွေကိုတော့ကျမတို့သတိထားပြီးတော့ကြည့်လို့ရမယ်ထင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ကိုကဟိုခန္ဓာကိုယ်မှာ ဟို response ပေါ့တုံ့ပြန်မှုတွေကမတူတော့ဘူးတာမန်အချိန်နဲ့မတူတော့ဘူးနှလုံးခုန်တွေရမ်းမြန်လာတယ်ချွေးစည်းတွေပြန်လာတယ်เนาะဟိုကိုယ့်ရဲ့အပြုအမူကလည်းဟိုတခြားလူတွေနဲ့စကားပြောနေရင်တောင်မှပဲကိုကဒါကိုကောင်းကောင်း focus မလုပ်နိုင်တော့ဘူးအာယုံ suicide mode တွေမလုပ်နိုင်တော့ဘူးလက်ရှိကာလမှာကိုယ့်ရဲ့စိတ်ကိုထားလို့မရတော့ဘူးပေါ့เนาะဆိုတော့ဒီလိုအချိန်တွေမျိုးလေးတွေတော့စမ်းစစ်ကြည့်လို့ရတာလေးရှိပါတယ်ဆရာဟုတ်ကဲ့ဆရာမကျေးဇူးတင်ပါတယ်နောက်တစ်ခုကတော်လန်ရေးအတွင်းမှာပါဝင်ပြီးတော့ ရှင်ကျအသက်ရှင်ကျန်နေခဲ့တူပြီပေါ့နော်အဲ့ဒီလူတွေဟာခန္ဓာကိုယ်မှာမပေါ်တဲ့နာကျင်မှုတွေစိတ်ပိုင်းဆိုင်ရာလို့ပဲပြောရမှာပေါ့နော်စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုကျွန်တော်တို့ရှိတယ်ဆိုတာကိုကျွန်တော်တို့လက်ခံထားတယ်ဆိုတော့အဲ့ဒီနာကျင်မှုတွေကိုဘာဖြစ်လို့ရှိတယ်လို့အတိအမှတ်ပြုဖို့လိုတယ်လေဆိုတာတွေကိုဆရာမတစ်ချက်တော့ဆွေးနွေးပေးပါလားအတိမတ်ပြုတ်ခြင်းပေါ့နော်ဆရာအခုမေးတဲ့မေးခွန်းလေးကတော့ဟိုအရင်အရေးကြီးတယ်လို့ထင်တယ် ဆိုတော့အတိမတ်ပြုတဲ့အဆင့်ကိုအာကျမတို့ကဖြတ်တန်းပြီးမှအကုသတဲ့အဆင့်ကိုသွားလို့ရမှာပေါ့နော်အဲ့တော့ပထမအဆင့်ကဩငါမှာဒီလိုလက္ခဏာတွေရှိတယ်ဟုတ်တယ်ငါဘဝရဲ့တစိတ်တစ်ပိုင်းမှာဒီလိုဖြစ်ရက်မျိုးတွေကိုငါကြုံတွေ့ခဲ့ရတယ်အကျန်းဖတ်မှုတွေကိုငါကြုံတွေ့ခဲ့ရတယ်ဒါကအမှန်တရားပဲဆိုတော့ပထမအဆင့်ကဒါကြောင့်မလို့ ငါမှာဘလို့စိတ်ခံစားချက်တွေဖြစ်တယ်ငါရဲ့စိတ်နဲ့ခန္ဓာကိုယ်မှာပြီးတော့ဒီလူမှုပိုင်းမှာပေါ့နော်လူမှုပေါင်းသက်ဆန်ရေးပိုင်းနေမှာဘလို့အကျိုးတရားမှုတွေဖြစ်တယ်ဆိုတဲ့ဟာကိုနံပါတ်1အချက်ကိုယ့်ကိုလက်ခံဖို့အရေးကြီးတာပေါ့နော်အဲ့တော့ဘာတွေဖြစ်တယ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့အာရှာဖွေကြည့်မယ်အတိမတ်ပြုမယ်ဒါပြီးလို့ရှင်တော့နောက်တစ်ဆင့်ဖြစ်တဲ့ကုသမှုလမ်းကြောင်းကိုသွားလို့ရပဲပေါ့နော်အဲ့အတိမတ်မပြုဘဲနဲ့တော့ကျွန်တော်တို့ကကုသမှုစီကိုသွားဖို့ကအတော်လေးခက်ခဲပါလိမ့်မယ်ဆိုတော့ဒါကအရင်အရေးကြီးတဲ့အဆင့်ပါဆရာဟုတ် တစ်ဆက်တည်းမှာစက်မေးရရင်ခုနပြောလို့ကုသမှုတွေခံယူပြီးပြီပေါ့နော်ဟုတ်ကဲ့အချိန်ယူပြီးတော့ကုသမှုတွေခံယူပြီးတဲ့နောက်မှာဘလို့ပြောင်းလဲမှုတွေလှုပ်ဆောင်နိုင်တယ်လေကုသမှုခံယူပြီးတဲ့နောက်မှာနောက်တစ်ခါစိတ်ခံနိုင်ရည်တိဆောက်တဲ့အပိုင်းမှာဘလို့အထောက်အကူဖြစ်နိုင်မှာတယ်ဟုတ်ကဲ့ဟိုကျမဒီကုသမှုပေးခဲ့တဲ့အတွေ့အကြုံအရပြောရမယ်ဆိုလို့ရှင်တော့ပေါ့နော်ဆရာဒီစိတ်တရားကိုကုသမှုယူပြီးတဲ့သူတွေမှာကသူတို့ရဲ့နေစဉ်ဘဝမှာ ဒီစိတ်တန်ရာကလာပြီးတော့နှောက်ရှက်မှုမဖြစ်နိုင်တော့ဘူးပေါ့နော်အဲ့ဒါကဘာနဲ့တူလဲဆိုတော့ကျမတို့ခြေထောက်မှာစူးစူးထားတယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီစူးကိုမနှုတ်ပြစ်မချင်းကကြတော့ तू ကလမ်းလျှောက်တိုင်းတက်တောင့်တက်တာမဖြစ်ဘူးလမ်းလျှောက်တိုင်းနားရဲဆိုတာကိုခံစားနေရမှာပဲဒါကြောင့်မလို့ကျမတို့က ဒီဒုက္ခပေးနေတဲ့အဆူးကိုနှုတ်ဖို့ကြိုးစားတာပေါ့နော်အဲ့လိုပဲစိတ်တန်ရာဆိုတဲ့ဆူးကိုလည်းကျွန်တော်တို့ကနှုတ်ဖို့လုပ်ရတာပေါ့နော်အဲ့တော့နှုတ်လိုက်ပြီးပြီဆိုလို့ရှိရင်သူဟာဒီအကြောင်းအရာတွေကိုတိုက်ဆိုင်လို့ပြန်ပြီးတော့မှပြောလာရင်တော့မှပဲသူ့အတွက်ထိခိုက်မှုမရှိတော့ဘူးသူ့အတွက်နာကျင်မှုကိုမခံစားရတော့ဘူးဘာလို့လဲဆိုတော့သူကဒါကိုလက်ခံနိုင်သွားပြီသူကဒါကိုကြော်ဖြတ်နိုင်သွားပြီဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ထိခိုက်နာကျင်မှုမခံစားရတော့ဆိုလို့ရှိရင်သူကနေ့စဉ်ဘဝမှာလည်း အာပို့ပြီးတော့မှအားဆိုင်မှုတွေပို့လုပ်လာနိုင်မယ်เนาะအာယုံဆူဆိုင်မှုတွေပို့အားကောင်းလာမယ်เนาะတခြားလူတွေ ਨੇ ပေါင်းတင်ဆက်ဆံမှုလုပ်တဲ့အခါမှာလည်းသူသူ့အတွက်အတားအဆီးအဟန့်တာမရှိတော့ဘူးပေါ့เนาะဆိုတော့ဒါကတော့ကောင်းမွန်တဲ့ရလတ်တွေအနေနဲ့ကျမတို့ကုသမှုပေးတဲ့အခါမှာမြင်ရတဲ့ဟိုရလတ်တွေရလတ်တွေပေါ့เนาะဟုတ်ကဲ့အဲ့တော့စိတ်တန်ရာကိုကုသမယ်ပေါ့เนาะခုနဆရာမပြောသလိုကုသမှုခံယူမယ်ကုသမှုခံယူမယ်ဆိုလို့ရှိရင်အချိန်ဘယ်လောက်ကြာနိုင်တယ်လဲအချိန်ဘယ်လောက်ပေးရမလဲပေါ့เนาะနောက်တစ်ခုက ဲ့လိုကုသမှုဟာခရီးစဉ်တကူကျွန်တော်တို့ဖြစ်တယ်ဆိုလို့ရှိရင်ဘာတွေလုပ်တင်တယ်လဲ။อืมဟုတ်ကဲ့ဆရာဟုတ်။အရန်ကောင်းတဲ့မိကုန်းမှာပဲဆိုတော့ဟိုကျွန်တော်တို့အချိန်ဘယ်လောက်ကြာမလဲလို့ပြောရင်တော့ဟိုတိကျတဲ့အချိန်ပမာဏကိုတော့ပြောဖို့ခက်တာပေါ့နော်။ဘာလို့လဲဆိုတော့လူတစ်ယောက်နဲ့တစ်ယောက်ကမတူနိုင်ဘူး။အဲ့တော့သူ့ရဲ့ကုသမှုခရီးစဉ်နဲ့ကိုယ့်ရဲ့ကုသမှုခရီးစဉ်နဲ့လည်းမတူနိုင်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့အဲ့ဒီလူတစ်ယောက်ရဲ့ဖြစ်ရက်ပေါ်မှာ ဘလို့တွေးခေါ်တည်မြင်တယ်လဲဆိုတော့လက်ခံတယ်လဲဆိုတော့အမြင်အတွေးအမြင်ပေါ်မှာလည်းမူတည်တယ်။နောက်တစ်ခုကသူကိုယ်တိုင်ရဲ့ coping mechanism လို့ပြောတယ်ဖြေလျှော့တဲ့နီးနာတွေပေါ့နော်။သူ့ရဲ့ကိုယ်ပိုင်းနီးနာတွေရောသူဘလောက်လုံးနေနိုင်တယ်လဲဆိုတော့ပေါ်မှာလည်းမူတည်တယ်။နောက်တစ်ခုကသူ့ရဲ့ဒီစိတ်ခံနိုင်အားပေါ့နော် resilient အားကဘလောက်ထိရှိနေတာလဲဆိုတော့အချက်တွေပေါ်မှာလည်းမူတည်တယ်။မိသားစုနဲ့လူမှုအသံဝိုင်းကသူ့ကိုဘလောက်ထိထောက်ပံ့ပေးနေနိုင်တယ်လဲဆိုတော့အချက်တွေပေါ်မှာလည်းမူတည်တယ်ပေါ့နော်ဆရာ။ဆိုတော့အဲ့တော့ဘလောက်ကြာ လဲလို့မေးလို့ရှိရင်တော့ဒီချက်ဒီချက်တွေပေါ်မှာမူတည်ပြီးတော့လူတူးချင်းစီပေါ်မှာဆုံးဖြတ်มาဖြစ်ပါတယ်။တူတော်လည်းပဲဟိုကျမရဲ့အတွေ့အကြုံရဆိုလို့ရှိရင်တော့ကျမတို့ကဒီ counseling လို့ပြောတဲ့အာဆွေးနွေးမှုခံယူရဲပေါ့နော်ဆွေးနွေးကုသမှုခံယူရဲဆိုလို့ရှိရင်တော့10ကြိမ်12ကြိမ်ပတ်ဝန်းကျင်လောက်ထိတော့အချိန်ယူပြီးတော့ကျမတို့ဆွေးနွေးကုသမှုပေးတာလေးရှိပါတယ်ဆရာ10ကြိမ်12ကြိမ်ဆိုတာကဘလောက်လောက်ကာလဖြစ်တယ်လဲကျမဥပမာနေ့စဉ်တွေ့တဲ့10ကြိမ်လားဒါမှမဟုတ်ရင် ဟုတ်တပတ်ချာလာတလားချာလာဒါလေးကိုလည်းရှင်းပြပေးပါအောင်ကျွန်မဟုတ်ကဲ့ဟိုဒါကတော့ weekly ပြောတာပေါ့နော်ကျမတို့ကအပတ်စဉ်တိုင်းဇွန်တွေကူတာမှုကိုပေးတယ်တခါဇွန်တွေတဲ့အချိန်မှာကျမတို့တနာယီမိနစ်60လောက်အချိန်ယူပြီးတော့မှနော်အကြောင်းအရာတွေကိုဇွန်တွေတာမျိုးပြီးတော့ဒီနေ့စဉ်လေ့ကျင့်နိုင်တဲ့နီးနာတွေကိုသင်ကြားပေးတာမျိုးလေ့ကျင့်ပေးတာမျိုးတွေလုပ်ပေးပါတယ်ဆရာဘာဖြစ်လို့ဆရာမတပတ်တစ်ချိန်တွေ့ရတာလဲနေ့စဉ်တွေ့လို့ရောမရနိုင်ဟုတ်ဒါလဲဟိုအရင်ကောင်းတဲ့မိကုံးပေါ့နော်ကျမတို့က ဆေးတောက်တယ်ဆိုလို့ရှိရင်လည်းဆရာရဟို antibiotic တောက်တယ်ပေါ့နော်ပရိစီဝါဆေးတစ်ခုခုတောက်တယ်ဆိုရင်တပြိုင်တည်းဒီဆေးလုံးတွေအကုန်လုံးကိုတောက်လိုက်လို့မရဘူးလေနော်အဲဆရာဝင်ကလည်းကျမတို့ကိုဆေးပေးတယ်ဆိုရင်အမတနေ့ကို၃ချိန်တောက်ရမယ်နော်အမတစ်ပတ်ပြည့်အောင်တောက်ရမယ်ဆိုတဲ့ဟာမျိုးပေးတယ်လို့မျိုးပဲပေါ့နော်ကျမတို့ကောင်းဆင်းလင်းလုပ်တဲ့အခါမှာလည်းဒီနေ့တိုင်းပဲအဲတော့ကျမတို့တပြိုင်တည်းနီးတွေအကုန်လုံးကိုပေးလိုက်တယ်ဆိုရင်လည်းသူ့အတွက် overdose ဖြစ်သွားမှာလေသူဒါကြီးကိုသူ့ရဲ့အုံနောက်ကလက်မခံနိုင် ပြီးတော့ကဲကိစ္စရက်တွေအကုန်လုံးကိုဟိုတပြိုင်တည်းပြောဆိုရင်လည်းဘယ်သူမှမပြောနိုင်ကြဘူးเนาะဒါကြောင့်မလို့ကျမတို့စေးတောက်ရတယ်လို့ပဲတဖြည်းဖြည်းချင်းစီတို့ရဲ့ကြောက်စိတ်တွေတို့ရဲ့စိုးရိမ်စိတ်တွေကိုရင်ဆိုင်လာနိုင်ဖို့အတွက်ကျမတို့ကအကူအညီပေးရတာဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ဆရာမကျေးဇူးတင်ပါတယ်ကျွန်တော်ကလည်းရှင်းရှင်းလင်းလင်းတည်သွားခြင်းကိုမေးတာပါဟိုဘာကြောင့်မလို့တပတ်တစ်ချိန်မှကူရတာလဲပေါ့เนาะဒါမျိုးဒီဟိုဘလူအကြောင်းမလို့ဒီလိုမျိုးလိုအပ်တာလဲဆိုတာကိုသိခြင်းလို့ပါ အဲ့မှာလေဆရာတခုတခုလောက်ဖြည့်ဆွက်ပြီးပြောချင်တာကကျမတို့ဖြစ်ခဲ့တဲ့အရာတွေကကျမတို့တဘဝလုံးကိုပုံဖော်နိုင်တာမဟုတ်ဘူးဆိုတဲ့အချက်ကလေးပေါ့နော်ဟုတ်တယ်ဘဝရဲ့တစိတ်တစ်ပိုင်းမှာဒီဖြစ်ရက်တွေကိုကြုံတွေ့ခဲ့ရတယ်အဲ့ဒီဖြစ်ရက်တွေကလက်ရှိဘဝမှာလာပြီးတော့အကျိုးတရားမှုဖြစ်စေတာတွေလည်းရှိတယ်ပေါ့နော်သို့တော်လည်းပဲအဲ့ဒါကြုံတွေ့ခဲ့ရလို့ကျမတို့ကကိုယ့်ရဲ့တဘဝလုံးဟာ ဟိုဒီလိုဖြစ်လိမ့်မယ်လို့ယူဆလို့မရဘူးပေါ့နော်အဲ့တော့အစိပ်ပိုင်းတစ်ခုပဲဖြစ်တယ်အဲ့ဒါကိုလည်းကျမတို့ကကုသနိုင်တယ်ပေါ့နော်ဒီမမြင်ရနိုင်တဲ့ဒဏ်ရာတွေကိုလည်းကျမတို့ကုသနိုင်တယ်ဆိုတဲ့အကြောင်းလေးလည်းပြောချင်ပါတယ်ဆရာဟုတ်ကဲ့ကျမကိုနောက်ဆုံးမေးချင်တာကခုနကလည်းပြောသွားပြီးပြီနဲ့တူပါတယ်ဟိုဒီလိုစိတ်ဒဏ်ရာဖြစ်နေတဲ့လူတွေသူရဲ့ကာယကံရှင်တွေကိုဘယ်လိုမျိုးသတင်းစကားတွေများကျမပေးချင်ပါလဲခင်ဗျာ ဟုတ်ဒါတော့ခုပြောခဲ့တဲ့စကားပဲပေါ့နော်ဆရာ ကျွန်တော်တို့ကဒီမမြင်ရတဲ့ဒဏ်ရာတွေကကျွန်တော်တို့နေ့စဉ်နဲ့အမျှကြုံတွေ့နေကြရတယ်ဒီဒဏ်ရာကိုဖြစ်စေတဲ့အကြောင်းရင်းတွေပေါ့နော်နေ့စဉ်နဲ့အမျှကြုံတွေ့နေကြရတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကကောင်းမွန်တဲ့ဖြေရှင်းနည်းတွေကိုကိုဘယ်လိုမျိုးထပ်ပြီးတော့မှလေ့လာသင်ယူမလဲကျင့်သုံးမလဲပေါ့နော်ပြီးရင်ကိုကိုရဲ့မိသားစုဝင်မှဒီလိုမျိုးကိစ္စရပ်တွေရှိတယ်ဆိုရင်လည်းဘယ်လိုမျိုး အထောက်ပံ့အကူအညီတွေကောင်းကောင်းပေးမလဲဆိုတဲ့အချက်တွေလည်းကျမတို့ရေးကြည့်ပါတယ်ပြီးတော့ကုသမှုလုပ်ဖို့ရာအတွက်လည်းကျမတို့လမ်းစာတွေအများကြီးရှိပါတယ်ပေါ့နော်ဒါကိုလည်းကုသနိုင်ပါတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ဆရာကျေးဇူးတင်ပါတယ်ဆရာမဒီလိုကွက်လက်ဖြစ်ပါအစီအစဉ်မှာဆရာမရဲ့ပူပေါင်းပါဝင်မှုကိုကျေးဇူးတင်ပါတယ်အလားတူပဲဆရာမအနေနဲ့တိတင့်တိတိုက်တဲ့စိတ်တရားနဲ့ပတ်သက်နေတဲ့အချက်လက်တွေလက္ခဏာတွေနောက်တစ်ခါဘယ်လိုတွေတုံ့ပြန်မှုတွေဖြစ်တယ်လဲ ောက်တစ်ခုကဘလို့ကုသလို့ရတယ်လေကိုယ့်ရဲ့ပတ်ဝန်းကျင်ကနေပြီးတော့ကောမိသားစုအတိုင်းဝိုင်းနေရောဘလို့ကူညီပေးနိုင်တယ်လေဆိုတာတွေကိုပြပြဆိုဆိုရှင်းပြသွားတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ဟုတ်ကျွန်မအနေနဲ့လည်းဖိတ်ခေါ်ပေးတာကျေးဇူးတင်တယ်ပေါ့နော်အဲ့တော့စိတ်တရားတွေကိုအမြင်ရနိုင်တဲ့တရားတွေကိုကုသပြီးတော့တော်လိုင်းရေးကာလမှာလည်းတိုင်းပြည်အတွက်အရေးတစ်ခုအနေနဲ့ဖြစ်ဖို့အတွက်လည်းကျွန်မအနေနဲ့မျှော်လင့်ပါတယ်လို့ကျွန်မတို့ကုသမှုယူတာဟာခွန်အားယူတာပဲဖြစ်ပါတယ်ဆရာဟုတ်ကဲ့ဆရာမကျေးဇူးတင်ပါတယ်ခုတင်ဆက်သွားတာကတော့ ကွက်လက်ဖြစ်ပါအစီအစဉ်ရဲ့အပိုင်းတစ်ခုဖြစ်တဲ့မမြင်ရတဲ့ဒဏ်ရာများအကြောင်းကိုနားလည်ခြင်းဆိုတဲ့အပိုင်းပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့နောက်ပတ်တွေနောက်ပတ်တွေမှာဒီလိုအလားတူခေါင်းစဉ်မျိုးလေးတွေနဲ့ဆက်လက်ပြီးတင်ပြတင်ဆက်သွားအောင်မယ်ဆိုတာကိုလည်းသတင်းစကားပါခြင်းပါတယ်ဆက်လက်ပြီးတော့ကြည့်ရှုအားပေးကြဖို့လည်းမြစ်တာရက်ခံခြင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ